အားသမန်တဲ့နနာဇိုးနှစ်ယောက်ပေါင်းပြီးတော့တကယ်လက်ချင်းဖြစ်သွားပြီးနောက်ပိုင်းမှာ Warcraft 3ပြီးသွားတယ်လို့ပြောလို့ရမယ်ကျွန်တော်တို့အခု2004ခုနှစ်အပီနာလေးထွက်လာခဲ့တဲ့ World of Warcraft ရဲ့ story back ကိုတွားရပင်ဒါပေမဲ့မတွားခင်လင်းမှာတော့ Warcraft 3 Frozen Throne ဆိုတဲ့ expansion နဲ့နောက်ပြီးတော့ World of Warcraft ရဲ့ပထမအဦးဆုံးထွက်လာတဲ့ဒီ Vanilla WoW လို့ခေါ်တဲ့အချိန်ကကဇလန်းအရာ9နှစ်กว่าတယ်ဘာလို့လဲဆိုတော့အဲ့ကြားထဲမှာဖြစ်ခဲ့တာတွေကိုကျွန်တော်တို့ဆွေးနွေးရပါမယ် အရင်ပြောမှာတော့ throw နဲ့ out ရဲ့ဇလံပေါ့နော် Warcraft 3 Frozen Throne မှာ bonus campaign ဖြစ်ပါတဲ့ဟာပေါ့နော်သူတို့က Kalimdor တိုက်ရဲ့တောင်ပိုင်းမှာအဓိကနေရာယူကြတယ်သူတို့ယူတဲ့နေမြေကတော့ကျန်းတယ်ဆိုပေမဲ့သူတို့အတွက်နေရာလွတ်ဆိုတော့ရအောင်ဖြစ်အောင်လုပ်ကြတယ်ပေါ့ဗျာဆိုတော့ကျွန်တော်တို့ Warcraft 3 campaign မှာမြင်ရတဲ့အတိုင်းပဲပေါ့နော်အဲ့ဒီနေရာမှာအခြေချဖို့တောင်သူတို့စ조사ပြီးတော့လုပ်ခဲ့ရတယ်အဲ့ဒီမှာ throw ကမထိမှတ်တဲ့မဟာမိတ်တွေနဲ့အသစ်ထည့်ရခဲ့သလိုလျှင်သူတွေကိုလည်းညင်ဆိုင်ရတယ်ပေါ့နော်မဟာမိတ်တွေရတဲ့နေရာမှာဆိုလို့ရှိရင်ပုံမှန်ဆိုလို့ရှိရင်ပေကန်ဖြစ်တဲ့ Mokhnata လို့ခေါ်တဲ့ ဒီအဲ့တဲကတယောက်နဲ့တွေ့ရတယ်မှာသူ့နာမည်ကတော့ Rexa လို့ခေါ်တယ်ကျွန်တော်တို့ဒီဒိုရာသမားတွေကတော့ Beast Master လို့သိကြတာများတယ်ပေါ့နော်မော်ခနတဲမျိုးနွယ်တွေက Orc တဝက်ဒီ Ogre တဝက်ကောင်းနေဆိုတဲ့အတွက်ကြောင့်မလို့နှစ်ဖက်လုံးကမုံကြတယ်ပေါ့သူကငငယ်တဲကဟိုမုံကန်လို့အပယ်ကန်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတောတွေတောင်တွေထဲမှာပဲသူနေရပြီးသူ့ရဲ့မိသားစုကကြောင့်တော်ရန်တရိစံနေပါပဲဒါပေမဲ့အခက်ခဲတွေခြားတဲ့ကနေပြီးတော့တော်ရဲ့ဥဆောင်မှုအောက်မှာ Orc တွေပြီးတော့နောက်ပိုင်းမှာ Hot Faction ရဲ့ ပင်မမျိုးတော်ကြီးဖြစ်တဲ့အော်ဂရမာဆိုတဲ့မျိုးတစ်ခုကိုသူတို့တည်ထောင်နိုင်ခဲ့တယ်။အော်ဂရမာကကြတော့ဒီတော်ရဲ့ရှေ့ကပေါ့နော်။အော်ဂရမ်ဒူဟန်မာဆိုတဲ့ကောင်ရဲ့နာမည်ကိုအမှတ်တရအနေနဲ့ခေါ်တာဖြစ်ပြီးတော့သူတို့မျိုးတီရှိတဲ့နေရာကိုဒူရိုတာလို့ခေါ်တယ်ပေါ့နော်။သူ့အဖေဒူရိုတန်ကိုလေးစားကုန်ပြုပြီးတော့ဒူရိုတာလို့ခေါ်တာဖြစ်ပါတယ်။ကြည့်ရရင်တော့မဆိုးဘူးပေါ့နော်။တော်ရန်တွေနဲ့လည်းမဟာမိတ်ဖွဲ့ထားတယ်။ Dark Spear Throw တွေကိုလည်းနေရာပေးနိုင်ခဲ့တယ်။မြောက်ပိုင်းမှာရှိတဲ့ဒီ Action Wave မှာဆက်ပြီးတော့ Night Elf တွေနဲ့ပတ်တိုင်မှုရှိတယ်ဆိုပေမဲ့လည်းထိန်းထားနိုင်တယ်။သို့တော့အတွင်းထဲမှာလည်းပြဿနာတွေရှိတယ်ပေါ့နော်။ကျွန်တော်တို့ World of Warcraft တဲ့အချိန်မှာတည်ရတာဆိုလို့ချင်းဟို Orc တွေထဲမှာဆိုလို့ချင်းမြန်ဒီ Demon တွေကိုအရန်ချစ်ကြ၊ Fair Air ကိုအရန်ဆွဲလဲနဲ့ Burning Blade ကဒီ Burning Blade ဆိုတဲ့ Orc အဖွဲ့က Warlock တွေက Ogrim အထဲမှာကိုအနီးနားမှာကိုတက်တေလီတို့ကျန်စီပြီးတော့လှုပ်ကြံနေကြတာရှိတယ်ပေါ့နော်။အဲဘယ်ဘွဲကမှမဟုတ်ပေမဲ့သူတို့ရဲ့အင်အားကိုလည်း ့ထင်သေးလို့မရတဲ့ဒီ cool ball တွေ half piece တွေအဲ့လိုမျိုး tow and trace line လို့ပြောလို့ရတယ်။ဒါပေမဲ့ဒီကောင်နေအသိစိတ်ရှိတယ်ပေါ့နော်။အဲ့ဒီအသိစိတ်ကြီးလေကောင်နေရဒုက္ခပေးတာလည်းခံရသေးတယ်။မဲ့တေချာတာကကြတော့ သူတို့ရဲ့ hot အဖွဲ့ပေါ့နော် hot faction ကဘက်ကဒီလိုမျိုးလူအနေစုလိုပဲပြောရမှာပေါ့နော်အဖွဲ့အနေစုနဲ့ပဲ faction တခုလိုပြောလို့မရအောင်ဆိုတော့သူတို့ကမဟာမိတ်တွေပို့ပြီးတော့လိုအပ်တယ်ပထမဦးဆုံး hot ဘက်ကိုရောက်တဲ့အဖွဲ့ကကြတော့ Savannah's ရဲ့ Forsaken အုပ်စုပဲနောက်ဆုံးအချိန်ကျွန်တော် Savannah's ကိုတွေ့ရတဲ့အချိန်မှာ Drellot တုံးကောင်တွေကတကောင်ဖြစ်တဲ့ Very Matras ကအချိန်လေးကိုကြုံမြင်ပြီးတော့ Savannah's နဲ့ပူပေါင်းပြီးကျန်တဲ့နှစ်ကောင်ကိုဝိုင်းဖြုတ်တယ်ပေါ့နော်ဆိုတော့ Savannah's နဲ့ဒီအခြားပင်ကိုစိတ်ရှိနေတဲ့ အဲပြောမှဆိုလို့ချင်းတို့ consciousness နဲ့တို့ဘယ်သူလဲပါလဲဆိုတော့ listening control အောက်လို့တော့ပြန်ရတဲ့ ended တွေကပူပေါင်းပြီးတော့ဒီ dreller channel နှကောင်ကိုရှင်ရှင်းပြီးတော့ wall of wallpaper ended အထူးပြင် scotch ဆိုလို့ချင်းပေါ့နော်အများစုကကြတော့ဒီ for second နေလိုမျိုးအတိလက်ပြန်ရတာမျိုးမဟုတ်ပဲနဲ့ပေါ့နော်သူကသူ mindless zombie တွေ mindless ended တွေဖြစ်သွားပြီဆိုလို့ချင်းတို့ကိုထိန်းချုပ်တဲ့ အရာမရှိဘူးထိ ंछ ို့ဖို့ခေါင်းဆောင်တခုခုမရှိဘူးဆိုလို့ရှင်ပေါ့နော်ဒီကောင်နဲ့မြင်ရလိုက်တိုက်ခိုက်နေတဲ့အန်ဒက်အဖွဲတွေလိုမျိုးဖြစ်သွားတယ်ပေါ့နော်ဆိုတော့အဲ့ဒီအန်ဒက်တွေကိုဒီ Savannah ဆိုပါညာတို့ဘက်ကလိုက်ရှင်လိုက်ရှင်ပြီးတော့အခုဆိုလို့ရှင် Savannah ရဲ့ခေါင်းဆောင်အဖြစ်ဒီ Now Light ဟိုနေကြတဲ့ Bingo စိတ်ရှိနေတဲ့အန်ဒက်တွေအတွက်ပေါ့နော်အဲ Lordra မျိုးကြီးကို Savannah ကတင်လိုက်တယ်။တင်ပြီးတော့မျိုးအောက်မှာ Under City လို့ခေါ်တဲ့နေရာကိုတေချာဒီဆောက်တေချာနေရာယူပြီးတော့သူတို့တွေအဲ့ဒီ Forsaken Faction ရဲ့အဓိကပင်မမျိုးတော်ဖြစ်လာတယ်ဗောနော်။ သူတို့ကဘာလို့ hotback ကိုရောက်သွားရလဲဆိုတာကတော့ရှင်းတယ်။ Alliance က Forsaken အဖွဲ့ကိုလောကလက်မခံဘူးပေါ့နော်။ Alliance ဘက်ကကြည့်မယ်ဆိုလို့ရှင်းတယ်။ဒီကောင်တွေက undead ကောင်တွေ Forsaken ဘက်ကကြည့်မယ်ဆိုလို့ရှင်းတယ်။သူတို့အပြစ်မဟုတ်ဘဲနဲ့ undead ဖြစ်သွားတာပေါ့နော်။အခုတော့ပင်ကုန်စိတ်ပြန်ရတော့သူတို့ကိုသူတို့ human တွေလို့ထင်နေကြပါမယ်။သူတို့ကသူတို့မျိုးနွယ်လို့သူတို့တတ်မှတ်တယ်ပေါ့နော်။သူတို့ငွေချင်းနေမိသားစုတွေအတိမတ်အဲ့လိုမျိုးပြုကန် ရှိတယ်ဗျာဒီ human နဲ့ကိုယ်တိုင်ကသူတို့ lamp ခံတော့သူတို့ကအဲ့ဒါကိုနာကြီးကြတယ်အဲ့ဒါနဲ့ throw စီကို sevenas ကရောက်လာပြီးညှိတယ်ဗောနော်မှန်ဆိုလို့ချင်း throw ကလည်း lamp ခံခြင်းဘူးဒါပေမဲ့ throw ကလည်းကိုချင်းစားတယ်ဗောနော်ငါတို့အောက်တွေကလည်းဒီမွန်တွေဒီမွန်ရဲ့သွေးကိုတောက်ခဲလို့ဗောနော်အဲ့ဒီက ထိန်းချုပ်တာကိုခံရပြီးတော့ဒီလိုမျိုးအခြေအနေဒီဆိုးဆိုးဝါးဖြစ်လာတာသူတို့လည်းအတူတူပဲဆိုပြီးတော့ကိုချင်းစားပြီးတော့ hot car for second day ကိုမဟာမိတ်ဖွဲ့လိုက်တယ်ပြီးတော့ viewer အရကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်လည်းဒီ instant kingdoms ဘက်မှာပေါ့နော်အမှန်ဆိုလို့ရှိရင်အဲ့ဒီနေရာက human နဲ့ alliance faction နဲ့အများကြီးတဲ့နေရာဆိုတော့ instant kingdom ဘက်မှာက for second day hot pack ပါလာတယ်ဆိုလို့ရှိရင် alliance ဘက်ကအဖွဲ့တွေကို hunter နိုင်မယ် hot pack ကတစ်ဖွဲ့ဖြစ်သွားတယ်ပေါ့နော်ဆိုတော့ hot pack ကတော့အဲ့လိုမျိုးပဲအဲ့လောက်ပဲလောလောဆယ်ရှိသေးတယ်ကျွန်တော် alliance ဘက်ကိုကြည့်မယ်ဆိုလို့ရှိရင် storm wing က human တွေကတော့အခြေအနေကောင်းတယ်လို့ပဲကျွန်တော်ပြောရမယ် variant rain ရဲ့အောက်မှာအဆင်ပြေနေတယ်ဆိုပေမဲ့အာနိုင်ငံကြီးကစားတဲ့နေရာမှာတော့တော်တော်လေးနည်းနည်းပြဿနာတစ်ခုတော့ရှိတယ်ပေါ့နော်အတ္တီဇလန်တွေကအများစုကဒီစာအုပ်တွေထဲမှာလာတဲ့ဖြစ်တယ်မလို့ပေါ့နော်ကျွန်တော်လိုရင်းတို့ရှင်ပြောမယ်ဆိုလို့ရှိရင်တော့ human kingdoms တွေနဲ့ပတ်သက်လာပြီဆိုလို့ရှိရင်အဓိကက death wing ကြီးကိုယ်တိုင် human အသွင်ပြောင်းပြီးတော့ဒီမှွေတာတွေကောပေါ့နော် death wing ရဲ့သမီးဖြစ်တဲ့တယောက်ဖြစ်တဲ့ onyxia ရို့ဘာရို့ကဗျာဟို lady prester ဆိုတဲ့ noble woman တယောက်နေနဲ့ ဟိုသူတို့ဟန်ဆောင်ပြီးတော့ဗောနိုင်ငံရေးပါညာအပိုင်းမှာမှွေနေတာနောက်ကွယ်မှာကြိုးကိုက်နေတာပါညာတွေဗောနော်အဲ့လိုမျိုးတော့ရှိတယ်အဲအဲ့ဒါတွေကလွယ်လို့ရှိရင် Stormwind ဘက်ကတော်တော်လေးကို stable ဖြစ်တယ်တော်လေးညင်တယ်လို့ကျွန်တော်ပြောရမယ် ဆိုတော့ Stormwind ဘက်က human တွေ alliance မှာဟာမိတ်တယ်တဖွဲ့ဖြစ်တဲ့ Iron Forge က dwarf တွေကကြတော့မစိုးဘူးပဲလို့ပြောလို့ပြောမှာပေါ့နော်။ဟို Iron Forge မှာဘရင်ဖြစ်တဲ့ Bronze Bear Clan တွေကပေါ့နော်။အဓိက Stormwind နဲ့ချိတ်ဆက်ပြီးတော့လုတာများတယ်ပေါ့နော်။ဟို Warhammers အဖွဲ့တွေကကြတော့ဟို Bronze Bronze Bear တွေနဲ့ပြန်တည့်သွားပြီဆိုပေမဲ့ပေါ့နော်။တို့ကတို့ဒီ Eerie Peak မှာတို့နေရာမှာပဲတို့ data မှာပဲတို့နေကြပြီးတော့တိတ်ပြီးတော့အပြင်အဖွဲ့တွေနဲ့တိတ်ဆက်ဆံမှုမရှိကြဘူးပေါ့နော်။အဓိကပြဿနာရှာဆုံးကကြတော့ Dark Iron Dwarf အဖွဲ့တွေပဲ။ ်အရင်ကကျွန်တော်ရှင်းပြခဲ့သလိုပါဗျာ Ragnaros နဲ့နောက်ပြီး Fire Elemental တွေရဲ့လက်အောက်မှာဒီ Black Rock Mountain တဲမှာအင်အားကိုတဖြည်းဖြည်းပူပူကြီးလာအောင်သူတို့စုနေကြတယ်ဗျာဆိုတော့ Warlock ကဆက်ထွက်လာတဲ့အချိန်ကြာလို့ရှိရင်ဗျာ Stormwind နဲ့ပတ်သက်ပြီးက Iron Fortune နဲ့ပတ်သက်ပြီးက Hot တွေရဲ့ Legend တွေကဟုတ်တယ်ဆိုတော့အရင်တုန်းကဒီ Orcish Hot ပေါ့နော်အဲ့ဒီဟာနဲ့ Legend တွေက Ragnaros ရဲ့ Fire Element တွေနဲ့ပတ်သက်ပြီးကအကုန်လုံးကအဲ့ဒီ Black Rock Mountain မှာတွားပြီးစုံကြလိမ့်မှာပေါ့နော်ဒါပေမဲ့အဲ့ဒါကြတော့အဲ့ဒီ video ကြမှာကျွန်တော်ဆက်ပြောမှာပေါ့နော် Okay alliance နဲ့ပတ်သက်တဲ့ now race တစ်ခုကိုဖြစ်တဲ့ nom တွေကိုကျွန်တော်လည်းမပြောရကြဘူးเนาะသူတို့ကိုလုံရင်းသူချင်းပြောမယ်ဆိုလို့ရှိရင်ပေါ့เนาะသူတို့ကသူတို့ရဲ့မျိုးကြီးကို wallograph ဖြစ်တဲ့အချိန်မှာသူတို့ဆုံးရှုံးသွားပြီအဲ့ဒီမျိုးက nomangan လို့ခေါ်တယ်ပေါ့ nomangan ကဒီမြေအောက်ကောအထဲတဲမှုဆောက်ဝင်ဆောက်တာ underground city ဖြစ်ပြီးတော့ပေါ့เนาะအရန်ကိုနီးပညာမြင်မာတဲ့မျိုးကြီးတစ်မျိုးပဲဒါပေမဲ့တစ်နှစ်မှာတော့ပေါ့เนาะဒီ truck တွေလို့ခေါ်တဲ့ဟို earth elemental တွေကနေစဉ်သက်လာတဲ့ဟိုကောင်တွေပေါ့เนาะလို့ပဲရှင်းပြရမယ်အဲ့ဒီကောင်တွေက nomangan ကိုဝင်ပြီးတော့ ဝင်အများအများကြီးဝင်တိုက်တယ်မနော်ဘာလို့လဲဆိုတော့ဗျာဒီကောင်နဲ့မှန်ဆိုလို့ချင်းသူတို့ကသူတို့နေပြီးတော့အများစုကအိတ်နေကြတာများဒါပေမဲ့ဟို dwarf တွေက ultimate လို့ခေါ်တဲ့နေရာမှာဟို2ပေါ်နေတာရယ်ပြီးတော့ no man gun မြို့ကိုဗျာတိုးချဲ့ဖို့ဗာဖို့ဆိုလို့ချင်းသူကအောက်မှာ underground city ဖြစ်တဲ့ကြောင့်မလို့မြေအောက်မှာပဲဟိုဟိုပိုပြီးနောက်အောင်2 man ပို့ပြီးတော့ကျေအောင်မြေအောက်မှာပဲအကုန်လုံးတဲ့အတွက်ကြောင့်မလို့ပေါ့နော်အဲ့ဒီအတန် plan တွေပါညာနေကြောင်းပေါ့နော်မျိုးမျိုးကြောင်းကြောင်းမြောက် ဒီသူတို့တွေကနှုံမကန်ရဲ့ဟိုမြို့နေရာကိုအာယုံရောက်ပြီးတော့ဗောနော်ဟိုဘက်ကလည်းတူဒီဘက်ကလည်းတူပြစ်ပြီးတော့ဗျာဘာဖြစ်လဲဆိုတော့သူတို့တွေကအဲ့ elemental element ဖြစ်တော့ဗောနော်ဒီ earth ကို defy လုပ်တယ်ဗောနော် earth ကိုမဟုတ်တာတွေလုပ်နေတာပါညာပါညာဆိုပြီးတော့ truck တွေကမကြိုက်ကြဘူးဒါကြတော့ဒီ truck အဖွဲ့ဟာအင်းအင်းအများကြီးနဲ့ဟိုဝင်ကျုံတယ်လို့ကျွန်တော်ပြောပါမယ်အဲ့ဒါကြောင့်မလို့နှုံတွေက vanilla gene ဝင်တိုက်တဲ့အဲ့ဒါတော့ကတတ်ဝေါ်လို့ခေါ်တယ်တတိယဆက်ပွဲမှာမတွေ့ရတာများတယ်ဗျာပထမအချက်ကဘာလဲဆိုတော့သူတို့ကတိုင်ပတ်နေလို့သူတို့ကသူတို့တပ်ဖွဲ့တွေကိုဒီတခြားလူတွေကူဖို့သူတို့ ခေါ်လို့မရဘူးနောက်တစ်ဖက်မှာလည်းကြည့်မယ်ဆိုလို့ရှိရင်တော့သူတို့ကနေပြီးတော့ကူနီဘာကူပောင်းကေပောင်းပြောမယ်ဆိုလို့ရှိရင်မအဓိက human တွေသူတို့မဟာမိတ်ပြည့်တဲ့ human တွေက Bunny Legion နဲ့တိုက်နေတဲ့အတွက်ကြောင့်မလို့ပေါ့နော်ပို့ပြီးအရေးကြီးတဲ့ဆိုပြီးသူတို့ကလည်းမခေါ်ရက်ဘူးပေါ့နော်ဆိုတော့နောက်ဆုံးတော့မဖြစ်လဲဆိုတော့ဗျာဒီဟိုသူတို့မျိုးကြီးကိုအသေးလေးကာကွယ်ခဲ့တဲ့အချိန်အတိုင်းနဲ့တစ်ခုတည်းပေါ့ဒါပေမဲ့နောက်ဆုံးတော့သူတို့လည်း normal gang ကိုဆက်ပြီးတော့ကာဖို့မဖြစ်နိုင်တဲ့အချိန်တွေမှာပေါ့နော်ဒီ macrotalk လို့ခေါ်တဲ့နုံကောင်းဆောင်ကသူသေးကိုသေးသဘောမျိုးပဲပေါ့နော်။ radiation အစိပ်ပါတဲ့ဓာတ်ငွေ့ကိုလွှတ်လိုက်တယ်တစ်မျိုးလုံးကို ဲ့မှာ nom နဲ့လည်းသေးတယ် truck တွေလည်းအများကြီးသေးတယ်ဗောနော်ဒါပေမဲ့အဲ့မျိုးမှာသူတို့ကစက်နေလို့များကြတော့ပဲနဲ့အားလုံးက iron forge မှာလာပြီးတော့ဒုက္ခတွေနဲ့တောင်းတင်ဖြစ်နေတယ်ဗောနော်ဆိုတော့ burning legion နဲ့ direct မှာချတဲ့အဖွဲတွေကအဲ့လိုဖြစ်နေမယ်ဆိုလို့ရှိရင်ဗောနော်ချရတဲ့ night elf တွေကဘယ်လိုနေလဲဆိုလို့ရှိရင်တော့သူလည်းအခြေအနေမကောင်းဘူးဗောနော်ဒီကကြတော့သူတို့ကဒီ wall tree ဖြစ်သွားပြတ်သွားတဲ့အတွက်ကြောင့်မလို့မနော် immortality ဆိုတာမတိမျိုးကြီးဆိုတာမဖြစ်မရှိတော့ဘူးသူတို့ကတိမျိုးတွေဖြစ်သွားပြီဒါကပြောမယ်လို့ချင်းမြာဟုတ်ကဲ့ဘာမှမဟုတ်ဘူးလို့ထင်ရမယ်အရင်တော့မသိအခုသိသွားပြီထင်ရမယ် ဒီ elf တွေကသတိထားမိမယ်ဆိုလို့ရှိရင်သူကဟိုးရင်ကတည်းကနှစ်ပေါင်းတောင်းနဲ့ခြေပြီးတော့အရန်ကြာခဲ့ပြီပေါ့နော်သူတို့တွေက immortal ဖြစ်လာတာမသိမျိုးနေဖြစ်လာဆိုသူတို့ရဲ့ရိုးရာဓလိထုံစံအတွေးခေါ်မှုဘာညာဘာညာဘာညာစသည်သူတို့ရဲ့ culture တစ်ခုလုံးက elf တကောင်ချင်းစီကဟိုတတ်တာမခံရဘူးဆိုလို့ချင်းထာဝရအသက်ရှင်မှန်ဆိုတော့သဘောတရားနဲ့အဲ့ဒီစံနှုန်းနေနဲ့သူတို့တွေပေါ်ပေါက်လာတဲ့ဟာတွေဖြစ်တာမို့လို့ပေါ့နော်ဆိုတော့အခုဒီလိုမျိုးလဲဖြစ်လဲဖြစ်သွားပါပေါ့နော်အားလုံးက ဟိုပြောမှဆိုလို့ချင်းကပောက်တိကပောက်ကြအကုန်လုံးဖြစ်ကုန်တယ်မလို့ကော်ချာတွေကအလကားတွေဖြစ်သွားပြီတွေးခေါ်မှုတွေကအလကားတွေဖြစ်သွားပြီဆိုတော့သူတို့အတွက်တော်တော်လေးကိုအခြေအနေမတည်ငြိမ်နဲ့ပေါ့နော် culture shock တာတွေမဟုတ်ပေါ့နော် culture earthquake ကြီးလိုမျိုးအကြီးမားကြီးတစ်ခုဖြစ်တဲ့ဟာပေါ့နော်သူကအဲ့ဒါကို trend day ကပေါ့နော်အတက်နိုင်လို့သူထိန်ထိန်နေထိန်နေလို့ကျွန်တော်တို့ပြောတော့ပြောမှာပေါ့ဒါမဲ့တစ်ဖြည်းဖြည်းနဲ့ပေါ့နော် night elf တွေကဒီရှေးဟောင်းဟာတွေကိုဆက်ပြီးတော့ထိန်းကျင်နေသူတွေ ਨੇ ဒီအရှိကဟာတွေအကုန်လုံးကိုမေ့ပြီးငါတို့လမ်းအစ်စ်တွေလမ်းစဉ်အစ်စ်တွေပါညာတွေးခေါ်တဲ့ပုံစံပါညာအစ်စ်တွေလိုရမယ်ဆိုတော့ ဟိုအဖွဲတွေပေါ်လာတယ်ပေါ့နော်အဲ့သူတွေကြတဖြည်းဖြည်းသူတို့ကွဲကွဲကွဲအပ်လာတယ်ပေါ့နော်ဟို Mel Fury ဆိုတဲ့ကောင်ကကြတော့ဗျာသူက Emerald Dream နဲ့ဝင်ပြီးတော့ပြန်အိပ်ပျော်နေတယ်ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်ဒါကလေ Mel Fury ဆိုတဲ့ဟာကကျွန်တော်ပြောမယ်ဆိုလို့ရှိရင်အရန်လီအရန်ကြီးကို overpower ဖြစ်တဲ့ character ဖြစ်တဲ့အထူးသဖြင့် story အပိုင်းမှာဆိုလို့ရှိရင် Mel Fury က Superman လိုပဲသူအများကြီးဖြည့်ရှင်နိုင်တယ်သူလည်းအများကြီးဖြည့်ရှင်ခဲ့တယ်ဆိုတော့ လက်ရှိအနေနဲ့ဘောနဝေါ့ခရော့သွားတဲ့အချိန်မှာမန်ဖျူရီလိုမျိုး character OP ဖြစ်တဲ့ character ကိုဘယ်လိုမျိုးငါတို့ဥတာမလဲတိမ်တာမလဲပိတ်ထားမလဲဆိုလို့ရှိရင်ရှင်တယ် true ဖြစ်တဲ့အတွက်ကြောင့်မလို့သူက Amara Drain နဲ့ကိုသွားပြီးလည်နေတဲ့အချိန်မှာသူကအဲ့မှာသွားပြီးပိတ်မိနေတယ်ဘောနော်သူရဲ့တောင်မြတ်တခြား Drew အဖွဲ့တွေချို့ပါပိတ်မိနေတယ်ဘောနော်ဆိုတော့ Drew တွေကအရင်နှုန်းကလို scenario circle အပေါ်အရန်အားကိုးတာမျိုးထပ်ပေါ့နော်ဒီလိုမျိုးအဓိကဒီ scenario circle ရဲ့ ဒီမက်ဖျူရင်းအပါဝင်ခြားလူကြီးတွေအပိုင်းမှာပါသူတို့ကပိတ်မိနေတယ်ဆိုတော့ဗျာဘလိုလို့ဘလိုလို့ဘလိုလို့ညွှန်ကြားတာမရှိတော့မှန်းသူတို့ကတဖြည်းဖြည်းဖြည်း independent ဖြစ်တဲ့အဖွဲ့အစည်းမျိုးဖြစ်လာတယ်ပေါ့နော်အဲမက်ဖျူရင်းမရှိတဲ့အချိန်မှာလဲ Fandros Stackham ဆိုတဲ့ Archdruid တကောင်ကလဲသူကသူကစပြီးတော့ပေါ့နော်ဟိုပို့ပြီးတော့အင်အားကိုရှာတဲ့လမ်းစဉ်ပေါ်ရောက်ပြီးတော့ ူက Drew တွေဂျာတိုင်းမှာနေမှာပေါ့နော်သူ့အဖွဲ့ကိုယ့်အဖွဲ့ဖြစ်အောင်သူ့သူ့ဘက်ကိုအင်အားလိုက်ပြီးတော့စူဆောင်းတီဆောင်းနေတဲ့အခြေအနေမျိုးလေးဖြစ်လာတယ်ပေါ့နော်ဒါပေမဲ့ဒါတွေအပြင်ကလူတွေအပြင်က night elf တွေပါညာမသိကြဘူးပေါ့နော်အဲ့ဒီ story ကလည်း wow ရဲ့တချို့ dungeon တွေမှာကျွန်တော်တို့နောက်ပိုင်းကျလို့ရှိရင်အဲ့ဒီ Drew နဲ့ပတ်သက်ပြီးတော့ရေးပါလာမှကျွန်တော်ရှင်းပြပေးမယ်ကဲအဲ့ဒါကြတော့ alliance နဲ့ hot နဲ့ဒီဖက်ကအဖွဲတွေပေါ့နော်လာ join မဲ့အဖွဲတွေရှိပြီးသားအဖွဲတွေရဲ့အခြေအနေဖြစ်ပြီးတော့ကျွန်တော်တပ်ပါတီလို့ခေါ်ရတဲ့အဖွဲတွေကိုကျွန်တော်တို့ဆက်ပြောရမယ်ပရမိုးဆုံးပြောမှာကြတော့ဒီ outlands ခေါ် ဒီပြက်စီးသွားတဲ့ဒီ drainer ကြိုးကိုပြန်သွားပြီးတော့ elidan ရဲ့အကြောင်းပြောရမယ် frozen throne အောက်မှာ others နဲ့ 1v1 ဆွဲပြီးနောက်ပိုင်းမှာ dan ရသွားတယ်ဆိုပေမဲ့ elidan ကမသေးခဲ့ဘူးပေါ့နော်သူ့ကို lady vash နဲ့အဲ့ဒီ naga နဲ့ပေါ့နော်နောက်ပြီးတော့ kilthas ရဲ့ black elf တွေကသူ့ကိုကယ်သွားတယ်ကယ်သွားပြီးတော့သူတို့ကအောက်လန်းရဲ့စခန်းကိုပဲပြန်ပြီးခေါ်သွားတယ်ပေါ့နော်ပြန်ရောက်တော့ elidan ကပြန်နေကောင်းပြီးဖြစ်ပြီးနောက်ပိုင်းမှာ elidan အသိတယ်ပေါ့နော်ဘာလို့လဲဆိုတော့သူ့ကို kjdan ကလုတ်ခိုင်းတော့သူမလုံနိုင်ခဲ့ဘူးပေါ့နော်ဆိုတော့အနည်းနဲ့အမြန်ဟိုရောက်လာပြီးတော့သူ့ကိုချိန်မုန်းမှဆိုပြီး elidan က အရင်ငါးတက်တောင်ပို့ပြီးတော့အစာပေါင်းများစွာဩဇာအာဏာအင်အားတွေကိုတိဆောက်တာကိုအများကြီးတိုးချဲ့ပြီးလုပ်တယ်။အချိန်တိုင်းတာတစ်ခုအကြာမှာအလီရန်က Lord of Outland ပေါ့နော်။ Outland တစ်ခုလုံးကိုသူကကြီးစိုးတဲ့ခေါင်းဖြစ်လာတယ်။ Shibita Burning Legion ဒီမွန်ရဲ့အများစုတွေနဲ့နောက်ပြီးတော့အဲ့ဒီဒီမွန်ရဲ့လက်အောက်ခံ Orc တွေအဲ့ဒီအဖွဲ့သားတွေဘာညာတွေကိုလည်းဟိုတတ်ဖြတ်ဖန်ချုပ်ထားနိုင်ပြီးတော့နောက်ပိုင်းမှာလာတိုက်တဲ့ Burning Legion အဖွဲ့တွေဘာညာအပါဝင်နေဒီဘာညာဘာညာခြားအဖွဲ့တွေသူ့ကိုသူ့ရဲ့ crew ကိုသူ့ရဲ့အုပ်ချုပ်မှုကိုအញ្ញံပေးနိုင်မဲ့ဟန်တာနိုင်မဲ့ကောင်တွေကိုလည်းအကုန်လုံးသူက ဟိုချုပ်ထားနိုင်တယ်ပေါ့နော်ညင်ဝင်းအောင်ပြပြအောင်သူလုံနိုင်တုတ်ထားနိုင်တယ်ပေါ့နော်အလီဒန်ရဲ့အဓိကစခန်းကတော့ဟိုးရင်တုန်းကဒီ drain line ရဲ့အဲနောက်မှကျလို့ချင်း black temple လို့နာမည်တွင်လာတဲ့ဘုံကြီးကြောင်အကြီးစားတစ်ခုပေါ်တော့အဲ့လိုပဲပြောဘုံကြီးကြောင်လိုပဲပြောမှာပေါ့နော်။ဘုံကြီးကြောင်အကြီးစားတစ်ခုဖြစ်ပြီးတော့အချိန်ကြာလာတဲ့အမြန်အလီဒန်ရဲ့အောက်မှာအောက်လန်းကပူ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 ပြီးတော့အင်အားတောက်လာတယ်။အလီဒန်ကိုယ်တိုင်ကလည်းသူကဘယ်လိုလုပ်ကြီးလဲဆိုတော့သူလုံနေတဲ့ဟာတွေကိုသူကလိုအပ်တဲ့ရက်စက်ကြံကြုံမှုတွေသူ့ကိုသူ unnecessary evil လို့သူကတော့မြင်တယ် ဆိုနောက်တစ်ချိန် Legion က Azeroth ကိုတေချာပေါက်ပြန်လာမယ်ပြန်လာမယ်ဆိုလို့ရှိရင် Illidan ကလည်းအဲ့ဒီကောင်နဲ့ Undo နိုင်မယ်ဟိုစက်တက်တစ်ခုပေါ့နော်အတိုင်းလာတစ်ခုဒီအန်ဒူနာမယ်အင်ဟာဇူတစ်ခုကိုသူတို့အောက်လမ်းမှာတိဆောက်ပြီးတော့ဘနီလီဂျန်ကိုပြန်တိုက်ထုတ်မယ်လို့သူကအဲ့လိုမျိုးယုံကြည်ထားတယ်ပေါ့နော်ဒီမှာကျွန်တော်နည်းနည်းပြောရမလားအီလီဒန်နောက်ကိုလိုက်လိုက်တဲ့ Black Elf တွေနဲ့ Kildas ရဲ့အဖွဲ့အကြောင်းကျွန်တော်ပြောမှာနော်အရင်ကပြောခဲ့တဲ့အတိုင်း Kildas ကသူတို့လို Highborn တွေကအခိမ့်မော်ပညာကိုတုံးတာကိုစွဲနေတဲ့အခါကိုဖြည့်စည်းသဘောမျိုးအဖြစ်ကို လိုက်ရှာနေတာပေါ့နော်ဒါပေမဲ့ Illidan သူပြောတဲ့အတိုင်းပါနော်တရားဖြေစေမရှိဘူးဆိုတော့ Illidan ရဲ့တင် जा မှုနဲ့ပေါ့နော် Kaitas က Arcane Energy အစားထိုးဖို့ Fell Energy ကိုတုံးဖို့ဆုံးဖြတ်လိုက်ကြတယ်ပေါ့နော်ဆိုတော့သူဆုံးဖြတ်တယ်ဆိုလို့ချင်း Black of မျိုးစုအကုန်လုံးလဲဒီ Fell Energy ကိုတုံးမယ်ဆိုပြီးဆုံးဖြတ်လိုက်တယ်ပေါ့နော်ဒါကြောင့်မလို့သူတို့မျက်လုံးနေတာဘာကြောင့်လဲဆိုရင်အစိမ်းအောင်ဖြစ်လာတာပေါ့နော် Okay ဆိုတော့နောက်ပြီးတော့ဒီ black elf တွေမှာလည်းဒီကနေစပြီးတော့ black elf warlock တွေဆိုပြီးဒီမန်တွေကိုထိန်းချုပ်တဲ့ control လုပ်တဲ့ class ကကျွန်တော်တို့ warlock မှာ solo ရတာပေါ့နော်ဆိုတော့ okay ော့ elitan က fail energy ကပေါ့နော်သူကတော့ပြောတာရှင်းတယ်စွမ်းအားများပေမဲ့ငါလိုမျိုးပေါ့နော် corruption ဖြစ်ဖို့များတဲ့အတွက်ကြောင့်မလို့ပေါ့နော်အိပါဝါကကိုဘောကိုရဲ့စိတ်ပေါ်ကိုလွှမ်းမိုးမှုမခံမခံရဘူးပေါ့နော်ကိုကပဲထိန်းချုပ်နိုင်ရမယ်ဆိုအဓိကသင်ပေးတယ်ဒါကအရေးကြီးတယ်ပေါ့နော်ဘာလို့လဲဆိုတော့နောက်ဖြစ်လာမယ့်ဟာတွေမှာကျွန်တော်အဲ့ဒီအဲ့ဒီအချိန်ကျမှကျွန်တော်ပြောပြမယ်ပေါ့နော်ဒါပေမဲ့ လောလောဆယ်နေနေကကျတော့ internet ရဲ့ဒီတင်ကြမှုအောက်မှာပေါ့နော် black out တဲ့အကုန်လုံးက fail energy ကိုစားပြီးတော့တုံးဆွဲလာတယ်ဆိုတော့ကျွန်တော်တို့ azure ဘက်ကိုပြန်သွားမယ်ဆိုလို့ချင်းပေါ့နော် northern ဘက်ကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ချင်း atlas က lich king ဖြစ်ပြီးတဲ့နောက်ပိုင်းမှာပေါ့နော်သူအကြာကြီးနားတယ်လို့ကျွန်တော်တို့ပြောမှာပေါ့နော်အဲ့ဒီကြာအချိန်မှာဒီ northern မှာအများကြီးစုနေတဲ့ scott strategy ကိုအဓိကထိနေတာကကျတော့အဲ့ဒီမှာ native ဖြစ်တဲ့ northern မှာအဓိကအအခြေကျတဲ့ northern မှာအဓိကဒီဘယ်လိုပြောမလဲအရေးကြီးတဲ့နေရာထားရတဲ့ dragon flight တွေကထိနေတာပေါ့နော် ဒီကထိန်းတာကြ Red Dragon Flight ပေါ့နော်ဒါပေမဲ့လေသူတို့လည်းသူတို့ဒီ Dragon တွေကသူတို့ပြဿနာသူတို့ရှိနေတယ်ပေါ့နော် Green Dragon Flight ဆိုလို့ရှိရင်ကျွန်တော်ခုနပြောခဲ့တယ်ဒီ Malfurion ကိုနိုင်ပိတ်မိနေတဲ့ Emerald Drain နဲ့မှနိုင်မဲကြောင့် Corruption ပို့ပို့ပြီးတော့ Solar တွေရောထိန်းနေရတယ် Blue Dragon Flight ကလည်းဒီ Malagos ပေါ့နော်ဒီသူ့ရဲ့ Blue Dragon Flight ရဲ့ခေါင်းဆောင် Aspect Aspect of Magic ပေါ့နော်ဒီခေါင်းကယူနေပြီးတော့ကျွန်တော်တို့ပြောလဲမလို့ဆိုတော့ဒီ လောကဟိုးရင်တော့ War of the Ancient ကတည်းကပေါ့နော်ကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲ Blue Dragon Flight အများစုပေါ့နော်ဒီနောက်ပြီးတော့ Malagos ရဲ့အဓိကကြီးကျင်နာဘက်လို့ခေါ်မှာသူ့ရဲ့မိန်းမပေါ့နော်ဖြစ်တဲ့ Sindragosa အပါဝင်ပေါ့နော်ဒီ Blue Dragon Flight အများစုက Deathwing ကြောင့်အကုန်လုံးတေသွားတယ်တေသွားတော့ဒီဖြစ်ချင်တော့လဲ Deathwing ကိုတိုင်ကလည်းသူ့ရဲ့အရင်နီးဆုံးညီကိုသဘောမျိုးသူကခံယူရတဲ့ Deathwing ကိုသူကအရန်ယုံတယ်ဆိုတော့အဲ့လိုမျိုးသစ္စာဖောက်တဲ့ Dan သူ့ကြောင့်မို့လို့ဒီ Blue Dragon Flight အများစုကမျိုးတွန်းလူနေပါဖြစ်သွားတယ်။ဘာညာဘာညာပြည့်ရအမှ psycho trauma တွေဖြစ်ပြီးတော့ဗျ။သူနှစ်ပေါင်းများစွာသူကလုံးဝမထွက်လာ၊ကိုယ်ပဲအောင်းနေတာပေါ့နော်။ဆိုတော့အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ပြဿနာနဲ့ရှိတယ်။ Bros Rego Flag ကကြတော့အခြေုံနှိမ့်ချုပ်နိုင်တဲ့ကောင်းနေအရန်ပါဝါကြီးတဲ့ကောင်းနေကကြတော့ဟို time travel နဲ့ time string ကိုလိုက်ပြီးတော့ time travel လုပ်ပြီးတော့လိုက်ညှောင်နေတဲ့ Infinite Dragon Flight ဆိုတဲ့အဖွဲအဲ့ဒီကောင်းနေရန်နေပြီးတော့ဇက်တိုက်ကာကွယ်နေရတယ်မလို့ဆိုတော့လုံးဝမအားဘူး။ Black Dragon Flight ကကြတော့ကျွန်တော်အစောပိုင်းကပြောခဲ့တဲ့ဒီ Black Rock Mountain မှာပဲအကျန်အကျန်ညာနေစိတ်နေနဲ့လုံနာနေရှိနေပေါ့နော်ပြီးတော့ဒီ Titan ရဲ့မျိုးတော်ကြီး Uldor တဲ့ကနေပေါ့နော်ကျွန်တော် ပြောခဲ့တဲ့ဟိုအရင်တော့ကဒီ Ogre York Sauron ကိုထိန်းထားတဲ့ Prism ထောင်ပေါ့နော်အဲ့ဒီထောင်မှာကီပါတွေဘာညာဘာညာနဲ့ပတ်သက်ပြီးတော့လေသူတို့ကသူတို့ညင်တော့ညင်နေလောလောဆယ်နေနေဒါပေမဲ့ဒီအိုကော့ယောက်ဆရွန်ရဲ့ဒီတိုက်ရောက်မှုသူ့ရဲ့ influence ကနော်ဒရမှာတဖြည်းဖြည်းဖြည်းပို့ပြီးတော့ပြန်လာတယ် ကျွန်တော် silhouette ဆိုတဲ့နေရာကိုတွားမယ်ဆိုလို့ရှိရင်မနော် wall of the shifting sands ရဲ့ကျွန်တော်ကျွန်တော်ပြောခဲ့တဲ့ဟာပေါ့နော်အဲ့ဒီဟာရလက်အနေနဲ့ဟိုးရင်က kiraji တွေကိုသူတို့ရဲ့မျိုးထဲမှာပိတ်ထားခဲ့တဲ့ဟာပေါ့နော်ဒါပေမဲ့ okok ကြီးဖြစ်တဲ့ဒီကတုံးကပေါ့နော်အဲ့ဒီမှာပို့ပြီးတော့တဖြည်းဖြည်းအချိန်ပိုကြာလာလေးလေးအင်အားရလာလေးလေးပေါ့နော်ဆိုတော့အဲ့ဒီမှာ silhouette တဲကနာမှာ kiraji တွေကပို့ပြီးတော့ activity တွေပုံပုံပုံမြင်လာတယ်ဘာလို့ဆိုတော့ဟုတ်တယ်သူတို့ရဲ့ Kiraji ရဲ့တက်ဖွဲ့အများစုကအဲ့ဒီမျိုးကြီးတွေမှာပိတ်မိနေတယ်ဆိုပေမဲ့ခြားအကောင့်တွေရှိတယ်ဆိုတော့အဲ့ဒီအပြင်အကောင့်တွေလှုပ်ရှားလာတယ်ပေါ့နော်ကြည့်လိုက်ရင်တော့ဘယ်လိုပြောမလဲနေရာအနှက်အများမှာဘယ်လိုပြောမလဲအချင်းတွေတော်တော်ဆိုးရလို့ပြောတာပေါ့နော်ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့အကုန်လုံးကလည်းအဆိုးတွေပဲလားဆိုလို့ရှိရင်တော့မဟုတ်တော့မဟုတ်ဘူးဥပမာပြရမယ်ဆိုလို့ရှိရင်ပေါ့နော် The Argent Dawn လို့ခေါ်တဲ့အဖွဲ့တစ်ခုပေါ်လာတယ်အဲ့ဒီကကြတော့ဗျသူတို့ကဒီ Order the Silver Hand ပေါ့နော်ဒီအသက်ဆက်လက်အောက်မှာ ဟိုပြိုလဲပြက်စီးွားတယ်ဖြစ်တဲ့ဒီပါလာဒင်ရဲ့အဖွဲပါလာဒင် night order ပေါ့နော်အဲ့ဒီပါလာဒင်မှာအဲ့ဒီဖြစ်စဉ်တွေမှာအသက်ရှင်ခဲ့တဲ့ပါလာဒင်တွေကစုစုပြီးတော့တခြားဒီ undead တွေကိုနှိမ်နှင်းခြင်းနဲ့ဒီ mage တွေမျောစရာတွေပေါ့နော်နောက်ပြီးတော့ priest တွေဖုံးကြီးတွေနောက်ပြီးတော့တခြားဘာမှဆိုအကုန်များသိရမလားအကုန်လုံးလာ join ပြီးတော့ azrael ပေါ်မှာဘလိုပဲဖြစ်ဖြစ်ပေါ့နော်ဒီ undead တွေကိုချိန်မုံမချိန်မုံမှုပြီဆိုလို့ရှိရင်ကောင်းတဲ့ဘက်ကနေမမမမရက်တည်ပြီးတော့အကောင်းလုံးမဲ့အဖွဲ goody two shoot အဖွဲတစ်ခုပေါ်လာလို့ကျွန်တော်ပြောပါမယ်နော်ဒါပေမဲ့ ဒီ Agent Dawn ရဲ့စန့်ကျင်ဘက်လို့ပြောရတယ်ပြောလို့ရတယ်ကောင်းနေပြောမယ်ဆိုလို့ရှိရင် Scarlet Crusade ဆိုတဲ့နောက်ခွဲတစ်ဖွဲပေါ်လာတယ်ဗောနော်ဟေးခွဲတစ်ဖွဲရလဲအမှန်ဆိုလို့ရှိရင်လဲအကောင့်သဘောမျိုးပဲ Agent Dawn လိုမျိုးပဲသူတို့က Undead ချိန်မိုးခြင်းနဲ့ဘာညာဘာညာဘာညာဒါပေမဲ့သူတို့ကပူပူပူစူးလာပါလဲဆိုတော့သူတို့က Undead တွေကိုတွေ့နေရတတ်ဆိုတဲ့ဟာတင်မကားတော့ဘူးဗောနော်သူတို့အနေနဲ့ပေါ့နော်ဒီအပြစ်ကင်းစင်မှုမရှိဘူးလို့ထင်နေဘဲအကောင်မဆိုလူပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ဘယ်လောက်ပဲ ဟို innocent ဖြစ်နေပါစေစေပေါ့နော်သူတို့အနေနဲ့မတင်ကြဘူးဖြစ်တယ်ဆိုလို့ရှိရင်ပေါ့နော်ဒီကောင်တွေအဲ့ကောင်တွေတတ်တယ်ဖြစ်ပြီးဆိုကြတဲ့ကပေါ့နော်လုံးဝမဟုတ်တာတွေမမှန်တာဟုတ်မဟုတ်အကုန်တက်ပြစ်ပါ냐ဆိုအရန်ကြမ်းတက်တဲ့ပါလာဒင်တွေလိုမျိုးဖြစ်လာတယ်ပေါ့နော်အဲဒါပေမဲ့အဲ့လိုဖြစ်လာတယ်ဘာကြောင့်လဲဆိုတော့ဗျာ Scarlet Crusade အဖွဲ့ရဲ့အကြီးမားဆုံးလှုပ်ဝှက်ချက်သူတို့ရဲ့ခေါင်းဆောင်အနေနဲ့ဟန်ဆောင်ထားတာကကျတော့ Dreadlord တကောင်ကဟန်ဆောင်ထားတာပေါ့နော်။သူကတကယ် long game အရှေ့ယူသူအချင်းကြားယူသူဟန်ဆောင်ထားတာပေါ့နော်ကဲကျွန်တော်ပြောခဲ့တာတွေကကြတော့ဒီအသေးစိတ်လေးလုံးဝတိတိတိလေးတဲ့စာကျွန်တော်ပြောခဲ့တာမဟုတ်ပဲမင်းဒါကကြတော့ဟို World of Warcraft လို့ခေါ်တဲ့ MMORPG ကြီးထွက်မလာတဲ့အချိန်ကြားထဲမှာပေါ့နော် Frozen Throne အပီကြားထဲမှာဖြစ်ခဲ့တဲ့ဟာလေးတွေကိုကျွန်တော်အရေးပါတဲ့ဟာလေးကိုကျွန်တော်ပြောပြသွားတာဖြစ်ပါတယ်ဒီဖြစ်စဉ်တွေကကြတော့ Warcraft 3အပီ9နှစ်အတွင်းမှာဖြစ်ခဲ့တာတွေဖြစ်ပြီးတော့ဘာဆက်ဖြစ်လဲဆိုတာကကြတော့ကျွန်တော်တို့ World of Warcraft ပထမဆုံး game ကျွန်တော်တို့ဆော့တယ်လို့ရေဆိုလို့ရှိရင်မြန် Vanilla WoW လို့ခေါ်တဲ့ original ထွက်လာတဲ့ game ဖြစ်စဉ်တွေကိုကျွန်တော်တို့ကြည့်ရမှာဖြစ်ပါတယ်